မင်္ဂလာပါရှင်တကယ်တော့ဒီနေ့အာနောက်ရက်ဒီနေ့နောက်ထပ်သင်ရစာလေးတစ်ခုကကျတော့ how to use chatbot in aze နော် aze တဲမှာ chatbot ဘယ်လိုထည့်မလဲဒါလေးကိုတကယ်တော့အချင်းပြပေးသွားမှာပဲဖြစ်ပါတယ်ဒီကျေကတော့ကွန်ပျူတာကွင်းရဲ့ founder and trainer ဒေါ်နန်ကျော်ခံဖြစ်ပါလိမ့်ရှင်။အဲ့တော့ဒီသင်ခန်းစာလေးကကျတော့အဲဒီနှစ်ဆင့်လောက်တော့သွားမယ်နော်။ ဟောတစ်ဆင့်နဲ့တော့ဒီ shape ပေါက်လေးကိုတစ်ချက်တော့မရပါဘူးနှစ်ဆင့်လောက်သွားပါမယ်ဒါလေးကိုတစ်ချက်လေးချက်တော့အဲကြည့်ပေးပါနော်လုံငန်းခွင်မှာအဆင်ပြေမယ်လို့လည်းအဲထင်ပါတယ်အဲ့တော့ဒါလေးကိုတစ်ချက်ကြည့်လိုက်ရအောင် တော့ကျွန်တော်ဒီမှာရှက်ပေါက်မှာအမှန်ကြည့်လေကျွန်တော်ကမရှိဘူးဆိုလို့ရှိရင်တော့ anchor ဆိုလို့ရှိရင်တော့ impro in progress ဖြစ်နေမယ်။အာအမှန်ကြည့်လေထည့်လိုက်မယ်ဆိုတော့ completed ဖြစ်နေမယ်။အဲ့တော့အမှန်ကြည့်လေဖြောက်တက်လေကိုလုံးလိုက်တဲ့ကျွန်တော်ရဲ့ data တွေဒီဒီမှာ complete လား in progress လားဆိုတော့ကိုကျွန်တော်ကအရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်အရင်ဆုံးရှက်ပေါက်ရင်းဆွဲလိုက်ရအောင်။ ဟိုရှက်ပေါက်တေချာတော့ဘယ်ထဲမှာရှိလဲဆိုတော့ diploma တက်ထဲမှာရှိပါတယ် diploma တက်လေးချေတော့မရှိရင်ရှားပါမယ် right click ကိုသွားလိုက်ပါ customize the ribbon နဲ့လိုက်ပါပြီးတော့ရင်တော့ချေတော့ဒီထဲကနေပြီးတော့ဒီမှာ ဒီပလိုမာတက်မှာကျွန်တော်ကအမှန်စစ်လေးပြုတ်နေတယ်ဆိုရင်ကျွန်တော်ရဲ့အိတ်ဇဲမှာတွေ့မှာမဟုတ်ပါဘူး။တဲအမှန်စစ်လေးကိုထည့်ထားမှသာလဲကျွန်တော်ကရှိမှာပဲဖြစ်ပါတယ်เนาะ။အဲ့တော့ကျွန်တော်ဒီမှာအမှန်စစ်လေးကိုကျွန်တော်ထည့်ထားပြီးသားဖြစ်တဲ့အတွက်ဒီပလိုမာတက်တည်ချီးပေးတာ။ Sherpa Litte မှာဖြစ်တဲ့အတွက် insert တွေကိုသွားပါဒါလေးနော် Sherpa from found control from control ပေါ့နော်အဲ့ဒါလေးကိုတစ်ချက်လေးနေလိုက်ပါပြီးရင်တော့တစ်ချက်လေးရဲ့ဆဲအကွက်ထဲမှာဖြည့်ဆွဲလိုက်ပါဘလို့လည်းဆွဲလိုက်ပြီဆိုရင်ကာစာလေးချပြီးတော့ delete လေးနဲ့နောက်ကဆဲတွေကိုအကုန်ဖြည့်ပလိုက်ပါပြီးတော့ရတော့ဒီဘောင်လေးပေါ်ထောက်ပြီးတော့ကျွန်တော်လိုချင်တဲ့နေရာလေးကိုဆက်လက်ဆွဲပေးလိုက်ပါ ရမယ်နော် โอเคဒါလေးရသွားပြီဆိုလို့ရှင်တကယ်တော့ဘာလုံးမှာလဲဆိုတော့ shepherd ကလေးဒီလိုလေးနှဲ့ယုံနေတော့တကယ်တော့ဒီဘက်မှာအပြည့်မထွက်ပေးနိုင်ပါဘူးဒီနေရာလေးမှာတကယ်တော့ true or false လေးထွက်စေခြင်းနဲ့ဒါဆိုရင်ဒီ shepherd ကလေးနဲ့သူ့နောက်မှာရှိတဲ့ဆဲအကွက်နဲ့တကယ်တော့ link ချိတ်ပေးပါမယ်ပြန်ပြောပါမယ်ရှက်ပေါင်းနဲ့သူ့နောက်မှာရှိနေတဲ့ဆဲအကွက်နဲ့ လင့်ချိတ်ပြရမှာပဲဖြစ်ပါလေရှင်ဒါဆိုရင်ကျွန်တော်ဒီ share box လေးကို link ချိတ်ဖို့အတွက်ဆိုရင် right click လေးကိုခောက်လိုက်ပါရမယ်เนาะလက်ကလေးကိုခောက်ပေးပါเนาะ right click လေးကိုခောက်လိုက်ပါ ပြီးသွားရင်တော့ကျွန်တော်ကဘာကိုယူရမှာလဲဆိုတော့ format control ဆိုတဲ့ဟာလေးကိုယူရပါမယ်ပြီးရင်ဒီ cell link ဆိုတဲ့နေရာမှာတစ်ချက်ကလေးနှိပ်ပြီးတော့ကျွန်တော်သူ့နောက်မှာရှိတဲ့ cell အကွက်ကိုတွားပြီးတော့တစ်ချက်နှိပ်ပေးလိုက်ပါပြီးရင်တော့ okay ပေးလိုက်ပါ ရမယ်เนาะဒါဆိုရင်ကျေတော့ကဒီတဲ့ဒီဆဲထဲမှာပေါ့เนาะဒီမှာထည့်လိုက်တဲ့အခါမှာ check box လေးနှိပ်လိုက်တဲ့အခါမှာနောက်မှာ true လို့တွက်နေတယ် check box လေးမရှိတော့ဘူးဆိုလို့ချင်းကျေတော့က false လို့တွက်နေတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီ true or false လေးကိုကျေတော့က ဖြုတ်ရှင်တယ်။ဒါဆိုရင်ဒီ two of force လေးကိုဖြုတ်ရှင်တယ်ဆိုလို့ရှိရင်အဲ့ဒီဆဲအကွက်ကလေးကိုကျွန်တော်က select ကလေးပေးလိုက်ပါ။ right click လေးခောက်လိုက်နော်။ right click လေးခောက်ပြီးသွားရင်ဆိုရင်ကျွန်တော်ပယ်ထသွားမှာလဲဆိုတော့ format setting ကိုသွားပါမယ်။ format setting ကိုသွားပါမယ်။ပြီးသွားရင်တော့ custom လေးကိုရွေးချယ်မယ်။ general အောက်နေရာမှာ semi colon တောင်းခုရိုက်ချယ်ပေးလိုက်ပါ။စီမီကလည်းတောင်းခုရိုက်ချက်ပြီးသွားပြီဆိုလို့ရှိရင်တော့အဲနှစ်ခုလည်းဖြစ်နေတယ်။ Okay ။ သုံးရချက်ပြီး okay ဒါဆိုရင် share ရဲ့ share box လေးက true or false လေးက high ဖြစ်သွားပြီเนาะဒါဆိုရင်ဒီချက်ကိုဒီဘက်မှာအဖြေတွက်ကြည့်လို့ရပါပြီ equal if နဲ့တယ်เนาะ logical တက် logical ချက်ဒီပင်ဆဲအကွက်လဲဆိုတော့သူ့ရှေ့မှာရှိတဲ့ဒီ share box လေးရဲ့နောက်မှာရှိတဲ့ဆဲအကွက် f4 ပေါ့เนาะဒီမှာတော့အဲ့ဒီအကွက်ဒီ equal tr t are you eat true true ဟုတ်တယ်လားဟုတ်တယ် value is true အမှန်တယ်ဆိုလို့ရှိရင် complete ပေးပါ c o m p l e t e t complete test ပေးပါ comma မဟုတ်ဘူးဆိုရင် very false မဟုတ်ဘူးဆိုရင်တော့ p r o g r e s s g r e s s progress ပေးပါ okay ဒါဆို ana culture လိုက်ပါအဲဆိုရင် in progress တဲ့စပယ်လေးတစ်ချက်ချလိုက်အောင်ပါနော် โอเคအဲ့တော့ကျွန်တော်ကဒီနေရာလေးမှာ chat box မှာအမှန်ကြီးလေးရှိနေတယ်ဆိုရင် complete ဖြစ်မယ်။ chat box မှာအမှန်ကြီးလေးပြုတ်သွားတယ်ဆိုရင် progress ဖြစ်မယ်ဒါဆိုရင် channel ကဒီဆဲလေးကို copy ဆွဲချလို့ရတယ် process တွေရှိပဲဘာလို့လဲ channel ကဒီဆဲကိုပဲလင့်သွားချိန်နေတာဖြစ်လို့เนาะအဲ့တော့တကယ်လို့ကဒီမှာထပ်ပြီးတော့ဘာလုပ်ပေးရမှာလဲဆိုတော့ဒီဆဲအကွက်လေးတွေမှာတကယ်လို့ကဒီလိုမျိုး chat box လေးတော့ဖို့လိုတယ်အဲ့တော့သူ့ရဲ့ down လေးကိုထောက်ပြီးအောက်ကိုဆွဲချလိုက်ပါ chat box လေးတွေဝင်ပြီတခုပဲတကယ်လို့ကလုပ်ပေးရမယ် link ပြန်ပြောင်းပေးရမယ်အဲ့တော့ right click လေးကော format controller ကိုသွားပါ C4 ဆိုတဲ့နေရာမှာ channel က C5 ကိုပြန်ယူပေးလိုက်ပါ okay ဒါလေးပြန်လုပ်ပေးမယ်နော် right click format controller ကိုသွားပါ C4 ဆိုတဲ့နေရာမှာနောက်တစ်ခွက် C6 ကိုနှိပ်ပေးလိုက်ပါနောက်တစ်ခွက်နှိပ်မယ် right click format save ဟာ sorry အာ right click လေးထောက် right click နောက်တဲ့အခါမှာချက်တော့ကဆဲအကွက်ပေါ်မှာ right click လေးမဟုတ်ပဲနဲ့ချက်တော့ရဲ့ check box လေးပေါ်မှာ right click လေးဖြစ်နေဖို့အရေးကြီးပါတယ် format controller ကိုသွားပါဒီနေရာလေးမှာမိမိရဲ့ဆဲအကွက်လေးကိုဆက်လက်မှတ်ပေးလိုက်ပါနောက်ကိုပဲကျွန်တော်ရဲ့ right click format control share box လေး cell list ဆိုနေရာမှာဆက်လက်လေးမှတ်လိုက်ပြီးတော့မိမိရဲ့ဆဲအကွက်လေးကိုဆက်လက်မှတ်ပေးလိုက်ပါ right click format control ဒီနေရာမှာဆက်လက်လေးမှတ်ဒါလေးကိုချက်နေ Okay ဒါဆိုရင်တကယ်တော့ကချက်ပေါက်မှာအမှန်ကြီးလေးထဲမှာ complete ဖြစ်သွားပြီအမှန်ကြီးလေးထဲမှာ complete ဖြစ်သွားပြီအမှန်ကြီးလေးထဲပါမယ် complete ဖြစ်သွားပြီ။ MSG မဟုတ်တဲ့ဟာတွေကတော့ progress ဖြစ်နေပါလိမ့်မယ်။ MSG checkbox ဖြစ်နေတဲ့ဟာတွေကတော့ complete ဖြစ်နေပါလိမ့်မယ်။အော်ဒီသင်ခန်းစာလေးကတော့တကယ်တော့လုပ်ငန်းအဖွဲ့မှာအဲအဆင်ပြေမယ်လို့ထင်ပါရဲ့နော်။အဲ့တော့ဒီလိုမျိုးအကျိုးရှိတဲ့အိဇဲသင်ခန်းစာတွေ accounting သင်ခန်းစာတွေ computerized accounting သင်ခန်းစာတွေကိုတကယ်တော့ဆက်ပြီးတော့လေ့လာခြင်းနဲ့ဆိုရင်ဒီရှက်ရဲ့ Facebook page နဲ့ TikTok YouTube channel တွေကို ွန်ပျူတာ queen ဆိုတဲ့ page ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါရစေရှင်ဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲနောက်ရက်သင်ခန်းစာလေးမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်